ဆိုတိုင်းပြည်နေဆက်ချိုင်းစီတို့၆လုံးမှရှိတယ်ရတနာတွေနေဆက်ချိုင်းစီတို့၆လုံးမှရှိတယ်တွင်းထွက်တယန်သာတာတွေမြေပေါ်မြောက်ပြေသားတွေအကုန်လုံးကတရုတ်ကလိုချင်တယ်လို့ဂုံသွေးစုံရယာယူကျွန်တော်တို့ကအခုချိန်ငြိမ်ခံနေရတာပြောတယ်တိုင်းပြည်တွေစိတ်မကောင်းပါဘူးဗျာအဲ့တော့ကျွန်တော်တိုင်းပြည်ကခေါင်းဆောင်ပြီးဘိမပန်းနေပြီးတော့ဒီရာဇုံမှုရာဇုံမှုတွေမျိုးခြိုက်ပြတဲ့ခေါင်းဆောင်တွေပေါ်လာလို့ကျွန်တော်တို့ပြောနေကြတာအခုမင်းတို့ကငါမေကုန်းပြန်ထုတ်လာတာအခုတော်လိုင်းရင်းသမားတွေသိမ်းလိုက်တဲ့မြို့တွေကိုမင်းတို့ပဲမြို့ပြန်သိမ်းပြန်သိမ်းလို့ရတယ်ဆိုတာမင်းတို့တစ်ချက်တော့ပြန် ဟယ်လိုချယ်ရမီဘပီတူညီကိုမွန်မာမြအားလုံးမင်္ဂလာပါ news pitch channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ2025ခုနှစ် March 16ရက်နေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းအတွက်နောက်ဆုံးကြားသိရတဲ့တော်လန်သတင်းကောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲသတင်းတိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ပဲခူးတိုင်းပရောင်းမြို့နယ်ညောင်ကျွရပအဝင်ကျန်ကာကင်းစခန်းတွေအားလုံးကို AA နဲ့ပုံအတွေကနေပြန်မတင်ပိုက်ထားပြီးဖြစ်ကြောင်း AA ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ခိုင်သူကနေပြန်မအတိပြုပြောကြားထားတာပဲဖြစ်ပါတယ် တိုက်ပွဲကတော့ပဲခူးတိုင်းပရောင်မြို့နယ်ပကံကွင်းရွာနဲ့ညောင်ချိုးကျေးရွာပတ်ဝန်းကျင်တွေမှာပြင်းထန်ဖြစ်ပွားနေတာရှိပါတယ်။ညောင်ချိုးရွာရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကားကင်းစခန်းများစုကိုတော့ကျွန်တော်တို့ရဲ့ပူပေါင်းတပ်တွေကတိမ်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ကြံတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ဟိုတဆုဒီတဆုကစင်ကလေးဆုတ်ခွာနေကြတာရှိပါတယ်။ဒီကြားထက်လေးချောင်းတက်ခဲမှုတွေကလည်းနောက်ဆုံးရှိနေတဲ့အခါကျတော့အချင်းတွေကရှုပ်ထွေးနေပြီးတော့မှတပ်ပွဲကဆက်လက်ပြင်းထန်နေတဲ့အနေအထားဖြစ်ပါတယ်ဆိုပြီးတော့မှ ဥခိုင်တူခိုင်နေမြေမှာတည်ချလို့ပြောနော်ကျွန်တော်ဘုပြန်ပြန်မှာရှင်းပြထားရပဲဖြစ်ပါတယ်ဘောမတတရဟိုချင်းညောင်ကျိုးစကားမချတိဘူးဆိုပြမအားထောင်နေပြမအခုဆိုရင်အေဘကနေမြေမှာတေဝန်ထုတ်ပြောလာတာမဟုတ်လို့ပါနော်ဒီကောင်တွေကတော့ဘယ်ချင်းတိကျွန်တော်တို့ပြည်သူတွေကိုဂျင်းထက်နိုင်မလားဆိုတော့ကျွန်တော်တို့ဆောင်ကြံမှာပဲဖြစ်ပါတယ်ငှက်ထသတင်းသဘောအနေနဲ့ကတော့ကချင်ပြည်နယ်ဘုံမှာရှိတဲ့အမတ်27စစ်စင်ရေးကော်ကဲမှုဌာနချုပ်ကိုအပိတသိမ်းပိုင်နိုင်ရေးအတွက်နေ့စဉ်ထုတ်စစ်စင်တက်ခိုင်းနေကြောင်းကချင်လွတ်လပ်ရေးတပ်မတော်ကင်ရဲ့ထုတ်ပြန်ချက်ပဲဖြစ်ပါတယ် ဘုံဘုံမြို့မှာရှိတဲ့စကခ27စစ်ကောင်စီတပ်စခန်းကိုအပြစ်တတိမ့်ပိုင်နေရတဲ့ KAI ပွန်းတရီကနေပြီးတော့မှထွက်ဆက်ဆင်တိုက်ခိုက်မှုတွေအတွင်းမှာစစ်ကောင်စီဘက်ကတိုက်ခိုက်မှုတွေရှိနေပြီးတော့မှစစ်ကောင်စီဘက်ကနေပြီးတော့မှ drone အပါဝင်တိုက်လေရင်အုံပြပြီးတော့မှစခန်းမကြိုက်ခုခံတိုက်ခိုက်နေတယ်ဆိုပြီးတော့မှထုတ်ပြန်ထားတာပဲဖြစ်ပါတယ်စခွေးတတရတော့ခုစဉ်သူတို့ရဲ့ပေါ့နော်ဘုံဘုံမြို့မှာရှိတဲ့စကခ27တခုသာကျွန်တော်ဘက်ကနေပြီးတော့မှတိုက်မိုင်နေဖို့ကြာရှိနေတဲ့အချိန်မှာတော်တော်လေးခုခံနေတာကိုကျွန်တော်တွေ့ရတာဖြစ်ပြီးတော့မှ ကဲရင်နဲ့ပေါင်းတဖို့နေရဆိုရင်လည်းဘုံမျိုးကိုလုံးစုံနှိမ့်ချုံနိုင်ဖို့အတွက်အပြင်းထန်ထုဆစ်စင်တက်ခတ်နေတာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်တို့နဲ့ဘုံမျိုးနဲ့ပတ်သက်ပြီးတော့မှထူးခြားကောင်းမွန်တဲ့ပေါ့နော်တရင်တွေချရမယ်လို့မျှော်လင့်ပါတယ်ကဲကျွန်တော်တို့ဒီနေ့နေခင်ပိုင်းမှာပထမဆုံးနေချက်မှာကတော့ A ကနေပြီးတော့မှရခိုင်ပြည်ထဲမှာရှိတဲ့ကျန်တဲ့၃မျိုးကိုအပြစ်သက်သိမ်းပိုက်နိုင်မယ်ဆိုရင်ဒီရခိုင်ရှေ့ဆောင်ပါတီပေါ့နော်သူတို့ဘယ်လိုမျိုးတွေဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဒေါက်တာအေးမောင်ပြောကြားထားတဲ့အရာလေးကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် အကူအကဒီ AA ရဲ့ညီမချက်ဖြစ်တဲ့အာရခလမ်းစဉ်ပေါ့အဲ့တော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောထားတာတော့အာရခပြည်ကို unitary ပုံစံနဲ့သွားမယ်လို့ပြောထားတာဟုတ်နော်ဒီ ULAA ကပဲဥဆောင်ပြီးနိုင်ငံရေးကာကွယ်ရေးအကုန်လုံးသွားမယ်ဆိုတော့တကယ်လို့များအခုဒီဆယ်လအတွင်းမှာ AA ရဲ့တိုက်ခတ်မှုတွေကခုနလိုစစ်တွေရောကြောက်ဖြူရောမအောင်ကျုံးမှာမှာအပြောင်းလဲတွေဖြစ်လာမယ် AA ရဲ့တစုံလုံးထိန်းချုပ်မှုအောက်ရောက်သွားပြီးတော့သူတို့ခုနပုံစံကိုဖော်ဖို့အခြေအနေဖြစ်သွားမယ်ဆိုရင်ရော ဆရာတို့ရဲ့ဒီနိုင်ငံရေးအခမ်းကဏ္ဍကပြီးဆုံးသွားပြီလို့ပြောရမလားဘလို့ဖြစ်သွားမလဲတေချာတာပေါ့ပြီးတာပေါ့နော်ဟုတ်ပါဗျာခုနကခင်ဗျားပြောသလိုဆိုရင်ဟိုလက်ရှိလက်နက်ကင်ပြဿနာမှာခြေရင်းဝင်ပါနေတဲ့မြန်မာတပ်မတော်ရဲ့အရေးချင်းနဲ့သူ့ရဲ့ဟိုနိုင်ငံတော်နဲ့ပတ်သက်တဲ့ချုပ်ချာအနေနဲ့ပတ်သက်တဲ့ခံယူချက်နဲ့ဆက်ဆိုင်တိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ရွေးကောက်ခံနိုင်တဲ့ဧရိယာမရှိရင်ဟိုနိုင်ငံရေးပါတီတွေရဲ့ကဏ္ဍကတော့မရှိတဲ့သဘောပါ ဲ့ဒါလိုပဲနိုင်ငံရေးပါတီဆိုတာအခြေခံဥပဒေရနော်အစိုးရတရရဲ့ဥပဒေပြဋ္ဌာန်းချက်တွင်မှပတ်ပုံတင်ပြီးကမှဂျင်းကျန်းမနည်းနဲ့လူလူကိုစားပြုတဲ့အစိုးရတရကိုဖွစီမင်ဆိုတဲ့ဂျီမန်ကျန်းနဲ့တွဲတဲ့နိုင်ငံရေးပါတီများပါတယ်လက်နက်ကိုင်တဲ့နော်နိုင်ငံရေးပါတီပဲဟုတ်တယ်ခမားတကယ်လို့များခုနကလိုချုပ်ချာအာနာကြောက်ရပြီးဆိုဖြစ်အမြန်မာတပ်မတော်ရဲ့အကြီးထားတာဘလို့လဲခုနကခမားပြောတဲ့ညနေ၃ခုနေ၃ခုကို ာလတိုတစ်ခုတွင်းမှာအေအေဒီဘုံဘောထိချုပ်နိုင်တဲ့နေတာရှိရှိကတော့ပြင်ကျွန်တော်တို့ပြောဖို့ခက်ပါတယ်ကြရတော့ဗနစက်ကောင်စင်နဲ့ကျွတ်တူစီပွဲလုံးနေပြတော့မှအခုဆိုမြောင်းလိုက်ကျင်းပဖို့လုံးနေတဲ့ရုပ်ကပွဲမှာဝင်ပြဖြုံးလုံးနေကြတဲ့ဒီရခိုင်ဦးဆောင်ပါတီရဲ့ဥက္ခရာဒေါက်တာအေးမောင်အားနဲ့ပြတော့မှမြောင်းလိုက်တို့အစုသားရခိုင်ပြည်ထဲမှာကြာဆုံးသွားမယ်ဆိုတော့သူတို့လည်းဗနတခါတည်းမြို့ကန်းသွားမယ်ဆိုတဲ့အကြောင်းကိုထုတ်ဖော်ပြောကြားထားတာပဲဖြစ်ပါတယ်အေးကတော့အခုဆိုကျွန်တော်တို့ ိုင်းဒုံတိုင်းစစ်စင်ရေးပြင်သူတို့ဒီပြည်နယ်မှာရှိတဲ့စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့သုံးမြို့လည်းဒီနေ့ထက်မှပြီးသိမ်းပိုင်နိုင်ဖို့စ조사နေတာမို့လို့မကြခင်မှာတော့ပေါ့နော်ကျွန်တော်တို့လည်းသတင်းကောင်းတွေကြားဖို့ရှိပြီးတော့မှဒီကြားထဲမှာစစ်ကောင်စီနဲ့အချို့သူစစ်ပွဲလို့ပြည်မှာပြည်သူလူထုတွေကိုချက်နေနေတဲ့ဒီနိုင်ငံရေးပါတီအမိခံတွေကိုလည်းတခါတည်းပေါ့နော်သူတို့ပြောက်ကွယ်သွားမယ်ဆိုတဲ့အကြောင်းကိုလည်းသူတို့ကိုယ်တိုင်အခုဆိုရင်ထုတ်ဖော်ပြောကြားထားတာကိုကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကြော်မြင့်မြန်နေပြီးတော့မှတရုတ်တွေကစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့မှမြန်မာပြည်ထဲမှာရှိတဲ့တရားစာတွေအားလုံးကိုခိုးထုတ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်။ဒီကိုပြောထားတဲ့ဟာဖြစ်ပါတယ်။ဒီကောင်မလိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်ရှင်းလိုက်ရအောင်နော်။တော့ဝါနယ်လို့ပြောမလားပေါ့နော်။ဝါရယ်ဆက်ဆက်တဲ့နယ်ကြီးထဲမှာတာချိလေးအရှိပဲလွဲခန်းဒီမှာရွှေရင်းတွေတပ်ပုံကြီးထွက်လာတယ်။အဲရွှေရင်းတွေကရွှေရင်းတွေကအကုန်လုံးကသဘောပေါင်းကြီးပြည့်စည်လာပြီ။မတွင်းတွေတူးတာရက်ဆက်တဲ့ဝါဘယ်သူတွေတူးရလဲဆိုတော့တရုတ်တွေကိုခေါ်တူးတာဝါတရုတ်တွေကိုခေါ်တူးတာနော်။ဆိုတော့တရုတ်တွေကိုခေါ်တူးရင်းနဲ့ဒီမြစ်မြစ်က ထိုင်းမှာနေတဲ့မြစ်ကပျက်စီးလာတယ်ပျက်စီးလာတော့ဒီကောင်လေးအော်ပြီ mindset ခဲနေမှာရှိတဲ့ယူလူလက်စီထိချုပ်နေပြီးတဲ့မှာတရုတ်ကုမ္ပဏီတွေတရုတ်ကုမ္ပဏီပေါင်းအဲကျွန်တော်သိရတရုတ်ကုမ္ပဏီပေါင်းကုမ္ပဏီတွေကအေကရာနဲ့ချီတဲ့လောက်ကွရွှေလောက်ကွ30ထဲမှာနေတရုတ်တွေကလာပြီးတော့ဝါးနဲ့ပေါင်းပြီးတူးတယ်တူးပြီးတော့တူးတဲ့ခါကျတော့မြစ်ကအဲ့မှာနတ်ခုံမြစ်ဆိုတာရှိတယ်အဲ့မြစ်ကနတ်ခုံမြစ်ကနတ်ခုံမြစ်ကဘာဖြစ်လဲဆိုတော့နတ်ခုံမြစ်ကပြည်နဲ့ညင်နွမ်းလာတယ်ညင်နွမ်းလာတော့ဘာဖြစ်လဲဆိုတော့ထိုင်းဘက်ကကန့်ကွက်ဆန္ဒပြတယ်အခုထိုင်းရထိုင်းနိုင်ငံမဲအိုင်မြို့နယ်တာတုံးဆိုကြီးရွာမှာထိုင်းပြည်ကရာနဲ့ချီပြီးတော့ဆန္ဒပြတယ်ဟိုနတ်ခုံမြစ်ကြီးကိုကာကွယ်ဖို့သူက တူးတာညမချမ်းမတူးတာဒါပေမဲ့အဲ့တူးပေမဲ့အဲ့ဒီကတူးလိုက်တဲ့တူးလိုက်တဲ့ရွှေတူးလိုက်တဲ့ဓာတ်ရီရဲ့ထွက်လာတဲ့နှုံးတွေအနေတွေနှစ်ဒီမတန်ရှင်းတဲ့ရည်တွေဓာတ်ဥစေဝါတွေကောင်းမှဒီစီးဝင်လာပြီးတော့နတ်ခုမြေဆိုတော့နတ်ခုမြေဆိုတော့ထိုင်းနေမှာနဲ့မျှ၃ဟာနေတာဆိုတော့အဲ့ရထိခဲ့တော့ထိုင်းဘက်ကိုထိခဲ့တယ်ဆိုထိုင်းဟာကိုဆန်းနိုင်ပြကုန်ပြီအဲ့တော့ဝါအဲ့လိုတူးကျင်နိုင်တူးတယောက်တွေခေါ်တူးဆိုတော့အေးပေါ့ဗျာဝါဆိုတာလေခင်ဗျာစဉ်းစားကြည့်လေတယောက်ကကျွံမဲ့ဟာကိုတယောက်ကျွံဖြစ်တဲ့အတွက်ဝါဆိုတဲ့လူမျိုးတယောက်ကျွံဖြစ်တဲ့အတွက်ကကျတော့ခင်ဗျာတယောက်ခိုင်းတာအကုန်လုံးရမှာပဲလေတယောက်ခိုင်းတာအကုန်လုံးတယောက်ပြောတာအကုန်လုံးတယောက်ကလာတူးလေပေးရတာပဲတယောက်ကလာတူးလေမပေးဘူးဝါဘောပြတော့ဆိုတော့ ကျွန်တော်တို့မြန်မာနိုင်ငံတည်းကသင်္ဆာတတွေကတိရုပ်နိုင်ငံဈေးပေါ်ပေါ်နဲ့တောင်းနေတာတိတ်ကိုနှမျောဖို့ကောင်းတယ်ခင်ဗျာအဲ့ဒါကြီးကိုအခုချိန်ထိကျွန်တော်တို့ကအခုချိန်ထိကျွန်တော်တို့မြန်မာတွေကလိန်လိန်ခံနေရတော့တရုတ်ရဲ့ပေးစာကန်းစာစားနေရတဲ့လူတွေကြတော့တရုတ်ရဲ့လာစာပေးတဲ့လာစာကိုယူနေရတဲ့လူတွေကြတော့တရုတ်ကောင်းမကောင်းမကောင်းဘူးလို့ပြောတာကိုလုံးဝမကြိုက်ဘူးအဲ့ဆိုအဲ့လိုသူတို့ထရေးလည်းမရေးဘူးတက်တယ်လို့အဲ့ဆိုသူတို့တရုတ်ရဲ့လာပေးတဲ့လာစာကိုယူထားတာတရုတ်ကျွေးတဲ့ထမင်းက level နဲ့မှအတက်လိုက်ကြီးဝင်နေတော့ချိန်မနဲ့ကိုရိုကိုပြန်မှာဆိုတော့တရုတ်ကထမင်းမကြီးမှာဆိုတော့တခါတည်းတရုတ်ဘက်ကနေအသေးတန်ကြတယ်ဟုတ်တရုတ်ကမြန်မာပြည်ကနင်ပါတွေလည်းပါတာပဲလေနော် ဈေးဘောနဲ့ယူနေရအောင်ကျွန်တော်ငြိမ်ပြီးကြည်နေရတယ်ဘာမှလုပ်မရဘူးပြန်တွေးကြည့်ဈေးဘောနဲ့လုပ်နေရဗျာမောင်ကိုကြည့်ချက်တော့တရုတ်တွေတရုတ်ဆိုတဲ့လူတွေကပုံမှန်လည်းပြောမှာနော်တရုတ်တွေအစစ်တမ်းရှိရှိအလုပ်လုပ်တဲ့တရုတ်ဘယ်နှယောက်တွေ့ဘူးလဲခဏနေဆက်ဒီမှာလာကြည့်ရနေဆက်ဒီမှာအစစ်တမ်းရှိလို့တော့အခုချက်ဖို့လို့အကုန်လုပ်တယ်လူမလူရံကလည်းအကုန်လုပ်တယ်လူနေသားအလွာတကွာတာတရုတ်တွေချမ်းသာပြီးတော့ပြန်တိုက်တော်ရမယ်တချို့လူနေသားအလွာတွေကခဏတကယ့်ကိုမြန်မာတွေတက်အစစ်တမ်းတော်တော်နေကြတယ်အဲ့လောက်တွေပြတော့အခုရွှေတူးတဲ့ကောင်လို့ဆိုတာလူမလူရံကတခုချက်ဖို့လို့ကောင်မျိုးတရုတ်တွေပဲအဲ့ဝင်တူးတူးနေတယ်အခုဝါအရောက်ခွင့်ပြုထားတယ်ကျွန်တော်တို့အစိုးရလည်းဘာမှမပြောနိုင်ဘူး ဆိုတိုင်းပြည်နေဆက်ချိုင်းစီတို့၆လုံးမှရှိတယ်ရတနာတွေနေဆက်ချိုင်းစီတို့၆လုံးရှိတွင်းထွက်တရားသာတာတွေမြေပေါ်မြောက်တရားသာတွေအကုန်လုံးကတရုတ်ကလိုချင်သလိုဂုံသွေးစုံတွေအရယူကျွန်တော်တို့ကအခုချိန်ငြိမ်ခံရတာကြီးရတော့တိုင်းပြည်တွေစိတ်မကောင်းပါဘူးဗျာအဲ့တော့ကျွန်တော်တိုင်းပြည်ကခေါင်းဆောင်တွေဂိမ်းမပန်းနေပြီးတော့ဒီရာဇုံမှုရာဇုံမှုလိုမျိုးကြိုက်တွေ့တဲ့ခေါင်းဆောင်တွေပေါ်ပေါက်လာဟုတ်ပဲကျွန်တော်တို့ပြောလင်းတောင်းတာပါနော်ပပနဲ့နဲ့ကြိုက်တွေ့တဲ့လူတွေပေါ်ပေါက်လာဟုတ်ပဲမျောလင်းပါတယ်အဲ့တော့ဒီမှာထိုင်ရအောင်ထပြီးဆန္ဒပြရတယ်ဒီဖြစ်ကုန်တယ်ဆိုတော့ပြောချင်တာပါအဲ့တော့စဉ်းစားကြည့်ပါဗျာကျွန်တော်တို့ဒီမှာမြန်မာပြည်ရဲ့ငြိမ်ခံရတဲ့အချိန်မှာထိုင်ရအောင်ထပြီးဆန္ဒပြရတယ်နော်ထိုင်းဒေသခံတွေက ဆိုတော့ရွှေတူလာကြီးကရက်ဆက်ပါတယ်ကျွန်တော်တို့မြန်မာဆိုတာအဲ့ဒါအခွန်ရတာဆိုတော့နိုင်ငံတော်အခွန်ရဒါတော့ကြော်မြင့်မြတ်နေပြီတော့မှခုချိန်မှာဗောနောဝါနဲ့တေရိုပူပေါင်းပြီတော့မှမြန်မာထိုင်းနယ်ဆက်မှာရွှေကြီးကျက်သွေးရိယာကနေပြီတော့မှပေါင်းကျင်တွေဗောနောထိခက်ပျက်စီးရတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီတော့ပြောကြားထားတာကိုကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်ဝါတင်မကောက်ခုဆိုရင်စစ်ကောင်စီနဲ့ကျွန်တော်တို့ဗောနောတေရိုပူပေါင်းပြီတော့မှခုဆိုရင်မြန်မာပြည်ထဲမှာရှိတဲ့တန်ဇာတတွေနဲ့သောတွေကိုခိုးထုတ်ပြီတော့မှရောင်းစားခဲ့တာလည်းကြာပြီကျွန်တော်တို့ဒီမြောက်ပိုင်းနေတာမှာဆိုရင်လည်းဗောနောကချင်ဘက်မှာစစ်ကောင်စီနဲ့သူတို့အဲ့လိုမျိုးတွေလုပ်ထားလို့ ကျွန်တော်ပီတူပီတာတွေကဒီတဘောဘေးထွက်ဆိုးချိုးတံကိုခံရတာဖြစ်ပြမဒီတွန်းထွက်ပစ္စည်းတွေကနေဆိုလဲပေါ့နော်အချိုးခံစားခွင့်တွေတစုံတရာမရရှိတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်စစ်ကောင်စီနဲ့တရုတ်တို့ပူးပေါင်းပြီးတော့မလို့ဆောင်ခဲ့တာလဲနှစ်ရှိကာလများစွာဖြစ်ပြီးမလို့ပေါ့နော်ကျွန်တော်ခုချိန်မှာတော့ဒီမြောက်လိုင်းတို့အစိုးတိုက်နေကနေကတော့ရုရှားကိုပါထပ်ပြီးတော့မှခေါ်လာတာကိုတွေ့ရတာပဲဖြစ်ပါတယ်ဒါကတိုင်းပြည်ကိုတဖြည်းဖြည်းရောင်းစားပြီးတော့မှအခုဆိုရင်ကျွန်တော်တို့တိုင်းပြည်ကိုပေါ့နော် အောက်ဆုံးထိရအောင်ဆွဲချနေကြတဲ့ဒီမြောက်လိုင်းတို့အုပ်စုနဲ့စကောင်းဆောင်တွေရဲ့ဆက်နေရှင်စနစ်ကိုကျွန်တော်မျိုးဝပြည်သူတွေမျိုးဝထင်ထင်တွေ့ရတာပဲဖြစ်ပါတယ်။ကြည့်ကျွန်တော်ထပ်ဗီဒီယိုတပုတ်အနေနဲ့ပူတူမနေပြီးတော့မှစစ်ပွဲအောင်မီးလောင်ရလေးမပင်းနဲ့ဆိုပြီးတော့မှပေါ့နော်အားချောင်ထားတဲ့ကလေးကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်နော်။အခုလက်ရှိမှာဆိုရင်ကျမတို့နာဆာခအစိုးရ ထိတ်ထုတ်နေမိတွေကိုအနေနဲ့ရဲကလည်းစစ်ပေးရှောင်ပြီးတော့ဒုက္ခတွေဖြစ်တိတ်ချောင်လာကြတဲ့လူတွေရှိရယ်နော် စုစုပေါင်းနိုင်ငံအနှက်မှာထွက်ပြေးတိတ်ချောင်လာသူခွန်နှစ်ပိုင်းရှိတယ်ခမ်းမဲကျေလူခွန်နှစ်သိန်းရှိတယ်အဲ့ဒီလူခွန်နှစ်သိန်းကလည်းလူတစ်ယောက်ကိုတစ်လကိုငွေ200နဲ့အခုနောက်25ကတနည်းတည်းတည်းထောက်ပံ့ပေးမယ်ပြောတာပဲနော်အဲဆိုရကသူတို့တန်တယ်လားကိုကြီးပြီးတယ်ဒါပေမဲ့ခမားတို့ EU EU အမေရိကန်ဒေါ်လာရဲ့တက်ဖွဲ့တွေအမေခံခမားတို့လုလိုက်တဲ့စစ်ပွဲတွေကတော့ဒေတာခံပြည်သူတွေရဲ့အခက်ခဲကိုတော့ခမားတို့ကိုယ်တိုင်အောင်မှခွက်ခောက်ပြီးတောင်းဆန်နေရတာဖြစ်တဲ့အတွက်ပြည်သူဘဝကိုခမားတို့ကိုကြီးနိုင်တာမရှိဘူးရှားတယ် ထားရှောင်းစစ်ရဲနောက်ဆက်တွဲပြိပက္ခတွေစစ်ရဲနောက်ဆက်တွဲဆိုးကျိုးတွေကိုတာဝန်မယူနိုင်ဘဲနဲ့တာဝန်မခံနိုင်ဘဲနဲ့စစ်မင်းမမှုေးပါနဲ့နော်ပြည်ဖြတ်မီဒီယာတွေကလည်းပဲစစ်မင်းကိုမီးလောင်ရလေးပင်မလုပ်နဲ့အခုလက်ရှိပေါက်ကောင်းပါဆိုလို့ရှိရင်လည်းဒီလိုပဲသူကလည်းသူဒါချဖက် PDF ဖွဲ့ဝင်မလို့တက်မတော်ကနေပြီးတော့အရက်ဖက်အသွင်ပြီးဦးပြီးဖမ်းတာကိုစစ်တပ်ကမင်းလာဆောင်သွားတဲ့ပုံစံအလူကိုသွားတဲ့ပုံစံစစ်တပ်ခေါ်လိုက်အဖြူတွေဝတ်ပြီးတော့ပေါ်တာဆွဲနေပါတယ်ဆိုပြောကြတယ်တကယ်လဲဟုတ်တာပဲလေသူကပြီးခေါ်နေတယ်ထီရန်လည်းလေပတ်လောင်နေ သူတို့ရှိမှာဆိုလို့ရှိရင်အခုမြို့ရွာလုံးချုံရေးဆိုပြီးစစ်မှုထမ်းဥပဒေဆိုပြီးတော့အသက်၁၈နှစ်ကနေ၄၅နှစ်ထိ45နှစ်နော်16နှစ်ကနေ45နှစ်ထိတက်အိမ်တက်ရောက်မဖြစ်မနေပေါ်တာဆွဲနေတာကြတော့သူတို့ကစက်ပေါက်တွေနှုတ်ပိတ်နေကြတယ်ဘယ်သူကမှမပြောရဲချောက်ဘယ်သူကမှမပြောရဲချောက်ကျမတို့ကလေအမှန်တရားကိုလက်ကင်ထားရဲဆိုတာကကိုထောက်ခံတဲ့လူဖြစ်စေကိုအားပေးတဲ့လူဖြစ်စေမှန်ရင်မှန်နေလို့ကျမတို့လက်ခုပ်တီးပြီးအားပေးရင်မားရင်မားနေတယ်လို့လက်ညှိုးထိုးဝေဖန်ရဲတဲ့တတ်တည်လည်းရှိရတယ် ကျမဆိုရင်မိမကအဲ့လိုမိမမယ်ကျမတက်မတော်ကိုချက်တယ်ကျမနာစားကဆိုရင်ထောက်ကန်တယ်ဒါပေမဲ့မှားရင်မှားတယ်ကျမမှန်တာကိုလက်ခုပ်တီးပြီးအားပေးရတဲ့တက်တီကျမမှာရှိတယ်လို့မှားရင်မှားတယ်လက်ညှိုးထိုးဝေဖန်ရတဲ့တက်တီကျမမှာရှိတယ်ဟဟခင်ဗျားတို့ကအဲ့လိုတက်တီမရှိဘူးခင်ဗျားတို့တစ်ဖက်ပိတ်ပြီးတော့ဇုံပိတ်ပြီးတော့နော်ကြည်လွတ်နေမြေကနေပြီးတော့အေးချမ်းနေတယ်ကျမတို့ဘကိုးတိုင်းအနောက်ချမ်းကိုအခုအေးရောင်တွေမကြီးစင်ကကဲ့သို့ဖြစ်အောင်မလုပ်ကြပါနဲ့လို့ကျမမေတ္တာရက်ခံချင်ပါတယ် ဘုသူမပြောတဲ့ပုံစံရတော့မြောက်လိုက်တဲ့အုပ်စုကနေပြန်မှခုဆိုပေါ်တာဆွဲရတဲ့လုံးဝမရှိပဲနဲ့ကျွတ်ပီသူတွေကနေပြန်မှပုံကြီးချက်နေတယ်ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွတ်နေရာတော်တော်များများမှာကျေးရွာမှာဆိုလည်းခုဆိုစကောင်စီကနေပြန်မှနာရွေးတဲ့မင်္ဂလာဆောင်ပွဲတွေမှာတော်မှာပေါ့နော်။အယတအတွင်နဲ့ဒီပေါ်တာဆွဲနေတာကိုကျွတ်တို့တွေ့ရပဲဖြစ်ပါတယ်။ဒီရှင်ကျမသူ့အနေနဲ့ကျွတ်ပီသူတွေကနေပြန်မှပဲပေါ့နော်။တတိမတွေဖြစ်နေတယ်ဆိုတဲ့ပုံစံမျိုးပြောဆိုထားတာဖြစ်ပြီးမှဒါကစစ်ပေါ်မှာလော်ဘီတက်တိုင်းရဲ့သူတို့ဒီတက်မီတာဆွေးနေတဲ့ကျွတ်ပီသူတွေကိုဝါတာမိုင်းဖြန့်ပြီးတော့မှ လို့ဆောင်နေကြတာကိုတွေ့ရပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တော်လန်ဦးလေးရနေပြီးတော့မှ AA နဲ့ PDF တဖို့ပုံတွေကိုအချမ်းဖက်ဖွဲ့တွေဆိုပြီးတော့မှပေါ့နော်အချောင်းလေးတန်းကပေါ့ဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်စစ်ကြည့်လိုက်အောင်နော်ကဲ AA တို့ PDF တို့နော်တိုင်းနာလက်လက်နဲ့ကင်တွေကိုသဘုံလို့ပြောတယ်ပေါ့ကူတော့ဘသူကသဘုံလဲဘသူကသဘုံလဲဆိုတာကိုမင်းမသိဘူးလားဟမ်တို့ပြည်သူတက်မတော်သားတွေကသဘုံရှိတဲ့စခန်းတွေကိုလိုက်တိုက်နေတာဟမ် မင်းတို့သဘုံတွေကကြေးရွာတွေမှာပဲလိုက်ပြီးလူရဲခိုးရိုးစာစီစာကြီးတောင်းနေကြတာအဲ့ဒါမင်းတို့မှာသဘုံနေမင်းတို့ကိုလိုက်တိုက်နေတာအဲ့ဒါတကယ်ပြီးသူတမတော်သားစစ်စစ်ဒီနားလေလားမင်းမင်းအောင်လိုက်ရချီလင်းတက်ဒီဘမလည်းထွက်နိုင်ရထွက်ရလားစကားနဲ့မှာပဲခုန်နေရမလားလင်းရင်တော့ပဲအသုံးပြုနိုင်တဲ့ကောင်ဟမ်အဲ့ကောင်ကစောက်စင်းအဲ့လောက်ပဲရှိတော့တယ်သူတမတော်သားလည်းတယောက်မှလှုပ်လို့သွားမှာမဟုတ်တော့ဘူး မင်းတို့တွေကပြောလာလို့ရှိရင်အကြံဘက်သဘုံကောင်းလေးအကြံဘက်သဘုံကောင်းလေးသဘုံကောင်းကမင်းတို့မှာစစ်စစ်ဟိုနေဝင်းခေတ္တဝါဆိုလို့ရှိရင်သဘုံကိုသွားတိုက်တာစစ်သားအခုကပြီးသူတက်မလို့သားမင်းတို့လာတိုက်တာဒါတော့တော်လန်ဦးလေးရနေပြမပါနော်ကျတို့ဒီတော်လန်ရဲ့လက်နဲ့ကင်တဖို့နေရောကြံဖက်ဖွဲတွေဆိုပြီးတော့မှအားချောင်နေတဲ့ပေါက်ကုံးကိုပြန်ပြီးတော့မှဆုံးမပြောဆိုထားတာဖြစ်ပါတယ်ဒီကောင်တွေကတော့သူတို့ကိုသူတို့တောင်းပါပါနော်ဒီလိုမျိုးအကြံဖက်လို့ရတယ်လို့ပြီးတော့မှကျတို့ကိုဒီလိုမျိုး အချမ်းဖက်ဖွဲ့တွေဆိုပြီးတော့မှအားချောင်းနေတာကိုကျွန်တော်ကြည့်မယ်ဆိုတော့ဒါကသူတို့အနေနဲ့ပြည်သူတွေကိုတဖက်လက်နဲ့ဝါရဖင်ပြောဆိုနေကြတာပဲဖြစ်ပါတယ်။တတန်းရှုံးနေတဲ့မြောက်လေတို့ဆိုနေပြူခွဲတတရဆိုရင်လည်းပါနော်ကျွန်တော်မိဘပြည်သူတွေဆီကနေခိုးဆိုးလို့ရပြီးတော့မှမရင်းကျင်တာတွေတောင်မှဆက်တိုက်လို့ဆောင်နေတဲ့အုပ်စုတွေမို့လို့ဆေးရုံစုံမှုပြင်ပနေချိုးဖောက်နေပြီးတော့မှကျွန်တော်တို့ကနေပြီးတော့မှသူတို့ကျူးလွန်ခဲ့တဲ့ပြည်မှုတွေတွေ့မှကြခင်မှာပဲပေးဆက်ခိုင်းမယ်ဆိုတာတော့ပေါ့နော်ကျွန်တော်တို့ရဲရဲကြီးပြောလို့ရတာဖြစ်ပါတယ်။ဒီလိုမျိုးအာချောင်နေတဲ့ဒီဘောမရက်ွက်တတိုက်ကိုလည်းတော်လန်ဦးလေးပြင် ဝူကျော်အားနဲ့ပြတော့မှထပ်ပြတော့မှစိုးမထားတဲ့ဟာလဲကျွန်တော်စစ်ကြည့်လိုက်ရအောင်လားကျွန်တော်တို့ဟိုထွက်လာခဲ့တာကလက်သုံးချောင်းထောင်ပြီးတော့ထွက်လာခဲ့တယ်အဲလက်သုံးချောင်းထောင်ခဲ့တော့ကတော့ကျွန်တော်တို့နော်ကျွန်တော်ပြည်သူပြည်သားကျောင်းသူကျောင်းသားယဟန်ပြည်သူနော်အားလုံးကိုရဲရဲဆက်ဆက်နော်နှိမ်နှင်းခဲ့တယ်နော်တစ်ချိန်ကကျွန်တော်တို့ကိုအမျိုးမျိုးစိန်ခေါ်ခဲ့တယ် နော်ပြည်သူကိုစိန်ခေါ်တယ်ပြည်သူကိုစိန်ခေါ်တာနော်နိုင်ငံသူနိုင်ငံသားကိုစိန်ခေါ်ကြတယ်ကွာမင်းတို့အမှားကြီးမှားနေပြီကွာအဲ့တော့ဒီကနေ့အဲ့လက်သုံးချောင်းကနေကျွန်တော်တို့ဟာလာနည်းနည်းဟိုချေရရင်တူလာတဲ့အခါကျတော့စိန်ခေါ်တဲ့အသံတွေပျောက်ပြီးတော့ဟာလာလမ်းပေါ်တော့မထွက်ကြတဲ့ကြက်ပြောက်နှစ်ပြောက်တဲ့ဒီ Pacific Queen ဒီ Anashin Pacific Queen အုပ်စုတွေကအခု နော်ပျောက်ခြင်းမလားပျောက်ပြီးတော့အရှုံးကြီးရှုံးပြီးတော့အပုံးကြီးပုံးနေကြပြီဗျ။အင်းမန်တော့ပဲရှိတော့လားအောက်ခြေမှာစစ်ခွေးမင်းတို့စစ်ခွေးပြောတာနော်စစ်တက်ကိုပြောတာမဟုတ်စစ်ခွေးနော်အာနာရှင်အာနာရှင်စစ်ခွေးတွေကဒီနေ့ဒီချိန်မှာအိုအရင်ကလုံးလုံးလိုင်းပေါ်မှာအာတက်မချောင်ရဲတော့ဘူးနော်အာတက်မချောင်ရဲတော့ဘူးဒီကနေ့အားလုံးကျွန်တော်ပြည်သူပြည်သားတွေရဲ့မြင်မှာပါနော်မြင်မှာပါဆိုတာကဘယ်လောက်ရှိ အပဆိုင်ဘလောက်ထိရောက်သွားပြီလဲဒီမတရားဥပဒေထုတ်ထားတဲ့ဟုတ်လားစစ်မှုမထားမနေရဆိုတဲ့ဥပဒေဟာနော်တပတ်ပြီးပါတပတ်ပြီးပါအခုအပဆိုင်တစ်ဆယ်ထိတင်အောင်ရောက်လာပြီနော်30ထိတောင်ရောက်လာပြီဘမာနဲ့တို့အောင်မြင်မှုဟင်ဘမာနဲ့တို့ရဲ့ဟိုပြန်သိမ်းလိုက်တော်လိုင်းရေးဘက်တော်သားတွေကသိမ်းလိုက်တဲ့နေမြေတွေကိုဘယ်နေမြေတစ်ခုများပြန်သိမ်းနိုင်လဲဆိုတာတစ်ချက်တော့ပြပါလားဟမ်မင်းတို့တော့ပြောတတ်တယ်ကွာငါတို့တော်လိုင်းရေးပဲကွာဟာလားမင်းတို့တော်လိုင်းရေးဘက်တော့အောင်ပါလေမင်းတို့ ဘယ်မျိုးကိုသိမ်းနိုင်ပြီလဲဆိုတာမင်းတို့ကြတော့မေးခွန်းထုတ်တယ်အခုမင်းတို့ကငါမေးခွန်းပြန်ထုတ်လာကအခုကြော်လန်ရင်းသမားတွေသိမ်းလိုက်တဲ့မျိုးတွေကိုမင်းတို့ဘယ်မျိုးပြန်သိမ်းပြန်သိမ်းလို့ရလဲဆိုတာမင်းတို့တစ်ချက်တော့ပြန်ဟုတ်ကြတော့ရှင်းရှင်းလေးပြောထားတာเนาะဒီစခွေးတတရတော့ခုချိန်မှာတော့သူတို့အနေနဲ့ဒီအာပဲရှိပြီးတော့မှပြန်ပြီးတော့မှတင်းနေတဲ့အနေအထားမျိုးတွေလုံးဝမရှိတော့ကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်။တွန်လိုင်းရဆူရဲနဲ့ပြီးတော့မှ ထိန်းချုပ်ထားတဲ့ဒီမြို့နယ်ပေါ့အောင်ဆိုရင်တရားတော်မှပြတော့မှာဖြစ်ပြမကျတော်လောလောလလအနေနဲ့အရင်နဲ့ပုံသဖို့ကိုနေရနေပြမညောင်ချိုးစခန်းကိုလည်းတင်ပတ်ရရှိထားတာပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့ပေါ့နော်ကျတော့ဒီကိုလွန်ဝေဆိုတဲ့ MND ရဲဘော်ကနေပြီးတော့မှစစ်ကောင်စီလက်ရောက်ခံလဝကအယုံတွေရဲ့အချင်းပြချားဆမ်းမှုတွေကိုပြောဆိုထားရပဲဖြစ်ပါတယ်။ကျွန်တော်တို့အဲ့ဒါလေးဆက်ကြည့်လိုက်ရအောင်နော်။နေတဲ့နေရက်မှာကျွန်တော်ရှင်မပညာသင်တဲ့ကလေးတွေရှိတယ်ပေါ့နော်။အဲ့ဒီကလေးတွေမှတ်ပုံနေလှုပ်ဖို့ဆိုပြီးမှကျွန်တော်တို့တောက်ခံတက်ယူတယ်။ ထောက်ခံတော့ယူတော့ဥက္ကဋ္ဌအနေနဲ့ပြောလိုက်တယ်။လောက်ကယုံက၅ရက်ပိတ်ထားတယ်တဲ့။လောက်ကယုံ၅ရက်ပိတ်ထားတယ်ဘာကြောင့်ပိတ်တာလဲ။တန်ထားပါတော့ဒါကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လည်းမသိဘူးနော်။ပိတ်ပဲပိတ်ဆိုတော့ကျွန်တော်လည်းမြန်မာနိုင်ငံသားမြန်မာပြည်မှာနေပြီးမြန်မာပြည်မှာကြီးပြင်းလာတယ်။အဲ့ဒါလေးလည်းကျွန်တော်နားလိုက်တယ်နော်။ဟုတ်ပြီ။အဲ့တော့အခုတမကျွန်တော်တို့အဖွဲ့အစည်းရဲ့နေလောက်ဆိုင်ဆွဲလူတယောက်ဒီနေ့မိုင်းရဲ့ဒွိုင်းမှာမှတ်ဖို့နေကတော့လာတယ်။တိန်30ပေးလိုက်တာ။ 10မိနစ်ပဲကြာခဲ့တယ်မှတ်ပုံလေးတစ်စောင်ရလာတယ်ဟမ်ပါလဲလားအဲ့ဒါတော့လွန်တာပေါ့နော်ပါလဲပြောကြည့်လေဟုတ်ပြီလားတိုင်း30ပြေးလိုက်တဲ့ခါကျတော့10မိနစ်ပဲကြာတယ်မှတ်ပုံလေးရလာတယ်အိမ်နောက်စလည်းမလို့ထောက်ကစားလည်းမလို့ဟာဘာတစ်ခုမှမလို့အေးလူလာဆိုသူရဲ့လက်မလေးလက်မမင်းစုမနှိပ်ပေးခဲ့ရတယ်ဒါပဲရှိခဲ့တယ်အဲ့လိုငွေမဲ့နေတနေ့မင်းတို့ရဲ့ တားစင်နေဆက်နင်းညစ်တိတွက်ပြီးအားလုံးကဖားတယ်မှဖြစ်တော့နေမှာကွာနားလိုက်လားဟမ်စစ်ကောင်စီကလူတွေငါတဲ့ပြောမယ်ကွာစစ်ကောင်စီမဟုတ်လာဘကအတိကမင်းဝင်လာဘကမြန်မာနိုင်ငံကိုတရုတ်ကလာဝင်ခွင့်ပေးရတယ်လာဘကပဲငွေရံပြီးရောစိမ့်မတိုင်းတစ်ပေါက်ကိုဖင်ခံပြည်တွင်းကိုလိနဲ့ထိုးခဲ့တာလာဘကပဲမင်းတို့လာဘကတွေကြောင့်ငါတို့မြန်မာနိုင်ငံအခုဒီလိုဖြစ်နေရတာနားလိုက်လားကြလားခွေမျိုးလာဝကဆိုတဲ့ခွေမျိုးတွေမင်းတို့လာဝကတွေကြောင့်မို့မင်းတို့လို့ ိုးပိုးပဲကကိုကြည့်တဲ့နွားတွေအဲ့ဒါကြောင့်မို့ငါတို့မြန်မာနိုင်ငံတိုင်းတစ်ပါးရဲ့လက်အပေါ်ရောက်လက်ရောက်ရောက်နေရတာပြီပောက်ကိုဖင်ခိုင်မှာပြီရင်းကိုလိနဲ့ထိုးနေမင်းလုံးကောင်းနေကိုမြန်မာနိုင်ငံသားရှမ်းတိုင်းဒူတယောက်မတ်ပေါ်နေလှုပ်မယ်ဆိုငါရပိုက်တယ်ဆိုတော့တရုတ်က30လောက်လဲပြေးလိုက်ရော10မိနစ်ပဲကြာတယ်မိုင်းရဲကနေမှလှုပ်ပေးလိုက်တဲ့မတ်ပေါ်နေအခုငတ်တဲ့ထမရောက်နေတယ်ငါတို့တတားတယောက်ပဲဒါတော့လွန်တာပေါ့နော်ဒီလောက်ဝကဆိုတဲ့ကောင်တွေကတော့ခုချိန်မှာတော့ရေလောင်းလိုက်တယ်ဆိုရင်တော့ ကျတော့ဒီအထောက်ထားတွေတော့မလိုတော့ဘဲနဲ့တို့အနေနဲ့စမီနစ်တောင်မှကြာဘဲနဲ့ပေါ့နော်အပြည့်ကိုလုတ်ပေးတယ်ဆိုတဲ့သဘောမျိုးကျတို့တွေ့ရပဲဖြစ်ပါတယ်ဒါကကျတို့မြားပြည်တဝဲမှာဖြစ်ဖြစ်နေတာပဲပရမအောက်ချိန်မှာနတ်စီဒီယမ်တချို့တွေအရဆိုရင်ဒီလိုနည်းနဲ့ပဲကျတို့ပြည်သူတွေဆေးရနေကိုသွေးဆိုပြီးတော့မှကြီးပွားချမ်းသာနေကြတော့ကျတို့တွေ့ရပဲဖြစ်ပါတယ်အခုလိုပြည်သူတွေရဲ့ဒီမတရားရေးစားတွေရဲ့အနည်းနဲ့ပေါ့နော်ရဲ့ယူနေကြတဲ့အိုးစုတွေကတော့ကျတို့အနေနဲ့မကြခင်မှာတော့တခါတည်းမြေလန်ရှင်းပြရမှာဖြစ်ပြီးတော့မှခုဆိုလဲကျတို့ဘက်ကနေပြီးတော့မှ အချင်းချင်းတတိပေးထားတာမလို့နားမထောင်ဘူးဆိုတော့ကိုထိုင်နဲ့ကိုကန်လို့ပြောမှဖြစ်ပါတယ်စခွေတတိုင်းနဲ့ဒီအောက်ခြေက လေစကောင်စီဝန်ထမ်းတွေအားလည်းပေါ့နော်အမြင်မှန်လေးရပြီးတော့မှပြည်သူဘက်ကအများဆုံးအလင်းဝင်တင်းနေတာဖြစ်ပါတယ်မဟုတ်ဘူးဆိုတော့ကျွန်တော်ဒီနေ့စကောင်စီကိုပြည်ဖြုတ်ချတဲ့နေရာမှာဒီလိုမျိုးကလတ်တက်နေဦးမယ်ဆိုတော့ပေါ့နော်ကျွန်တော်အနေနဲ့ဒီသူတို့ကိုလည်းတစ်ခါတည်းမြေလန်ရှင်းပြမယ်ဆိုတဲ့အကြောင်းပြောရတယ်ကျွန်တော်ဒီနေ့နေခင်းမှတစ်ပြက်ဗီဒီယိုကိုဒီနေ့ဘတ်ဆောင်တက်ချင်ပါတယ်ဆက်ဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမချင်းနဲ့ပြည့်စုံပြီးတော့မှမြောက်လိုက်မေးပေးတာနဲ့ကြိုးဝေကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်